Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဒီနေ့ညမှာဆိုလို့ရှင်တော့ Samuel Lescott ပြောထားတဲ့ Manchester United နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုကျွန်တော်ဆွေးနွေးသွားပါမယ်အားလုံးမင်္ဂလာပါဆိုတော့ပထမဆုံးအနေနဲ့ဒါသူပြောထားတဲ့နေရာမှာဆိုလို့ရှင် Manchester United ကဗောနောဟိုအရင်တုန်းကအလိုရှိခဲ့တဲ့ Giovanni Quinta ကို Chelsea တင်းရဲ့ဘက်ကလက်ဦးမှုရယူသွားပြီးတဲ့နောက်မှာဒါမဲ့ဈေးကွက်ထဲမှာဆိုလို့ရှင်တော့တောင်မန်ကစားသမားတစ်ယောက်ကိုခေါ်ယူဖို့အတွက်အခြေအနေတွေရှိနေတယ်ဗော။ ဆိုတော့ရင်းနှုံးကကျွန်တော်တို့အနေနဲ့ဂျီယိုဗနီကွင်တာကိုလာမယ့်နွေရာသီအပြောင်းအရွှေ့မှာအမှန်ကန်ကျူးပန်းဖို့စီစဉ်ထားတာသူသဖြင့်တော့အသင်းဘက်ကကိုယ့်အသင်းရဲ့ကစားသမားကိုအရင် ရောင်းပြီးမှရလာတဲ့ငွေနဲ့အပြောင်းအရွှေ့မှာလှုပ်ရှားလို့ရမယ့်အခြေအနေမျိုးကြုံရပြီးတဲ့နောက်ပိုင်းမှာဂျီယိုဗနီကွင်တာတို့နဲ့ပတ်သက်လို့ရှိရင်ဟိုပြောင်းရွှေ့ကြီးပမာဏအရအလောက်ပြက်တနာမရှိပြီမဲ့လေလို့ပေါ့နော်လှုပ်ရှားခွင့်မရှိခဲ့ဘူး။ဒါကြောင့်ချယ်ဆီတင်းရဲ့ဘာကခက်မြင်မြင်လှုပ်ရှားသွားပြီးတော့ကိုရီးယားလက်ထက်ငွေမရှိတော့ငိုင်ငိုင်ကြီးကျန်နေခဲ့ရတာ။ဆိုတော့ okay တောင်မန်ကစားမတယောက်မဖြစ်မနေခေါ်မှာဖြစ်တဲ့အတွက်ဂျူဗနီကွင်တာမရရင်တခြားကစားမတယောက်ကိုခေါ်ဖို့အတွက်အသင်းဘက်ကပြင်ဆင်ထားလို့မယ်ကျွန်တော်တို့ဘောနော်အသင်းဘက်ကအပြောင်းရွှေ့ကကျွန်တော်တို့နေတဲ့ဒီအမှန်ကန်လုံမရမှာပါအသင်းမှာပြောင်းလဲစရာတွေကျွန်တော်အများကြီးပဲအဲ့ဒီတွေကမှတောင်မန်ကိုကျွန်တော်ကြည့်မယ်ဆိုရင်ဝင်းဘက်မှာကျွန်တော်ဘောနော်ဒါအားဖြစ်မလားနေရုနံပါတ်တက်မှာအားဖြစ်မလားဒါကိုကျွန်တော်ကြည့်ရမှာဘာလို့လဲဆိုတော့အာမက်ဒီယာလိုဒီပုံသေးတနည်းရရဖို့လိုတယ် အာမက်ဒီယာလိုကလက်ရှိမှာဆိုလို့ရှိရင်네로နံပါတ်မှာကျွန်တော်မြင်ကျင်တာဗျဒါပေမဲ့လို့ MODN ရဲ့ system မှာကသူက win backs မှာအများကြီးပူကောင်းနေတယ် win back မှာအများကြီးပူကောင်းနေတယ်ဆိုတော့အာမက်ဒီ win back မှာအပိုင်စားတနေရာရတယ်ဆိုရင်네로နံပါတ်မှာ left foot player တယောက်ကိုကျွန်တော်ခေါ်နိုင်မှကျွန်တော်ရမယ်အဲ့ဒီကစားမက win backs ဖြစ်လေကျွန်တော်ကစားနိုင်စွမ်းရှိတဲ့ player မျိုးမှဒါ quinter ဆိုလို့ရှိရင်လည်း position နှစ်ခုစလုံးကိုသူကစားနိုင်စွမ်းရှိခဲ့တာ哦ဒါကြောင့်မနော်အသင်းအနေနဲ့ နေတို့ဒီအဲ့အဲ့နေရာကိုခေါ်ဝေးကျူးပန်းမယ်ဆိုရင်နေတို့နံပါတ်တန်ကိုခေါ်ဝေးကျူးပန်းမလားဝင်းဘက်ကိုကျွန်တော်ခေါ်ဝေးကျူးပန်းမလားအာမက်ဒီယာလိုကိုဘယ်နေရာပုံတည်နေရာပြေးမလဲဆိုတာကိုကျွန်တော်တို့ကြည့်ပြီးတော့ခေါ်သင့်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကောင်းတာတစ်ခုကတော့အသင်းဘက်ကပြပြောမလဲဒီအပြောင်းရွှေ့မှာဆိုလို့ရှိရင်ဒီဝင်းကာတယောက်တော့ထပ်ပြီးတော့ခေါ်ဝေးကျူးပန်းသွားမယ်ဆိုတာကဖြစ်တဲ့နဲ့တော့ဒီအဲ့လှုပ်ရှားမှုမျိုးစီစဉ်မှုမျိုးလို့ကျွန်တော်ပြောရမယ်အင်းနီယောစ်အနေနဲ့ကိုသင်းရဲ့ကစားမကိုအရင်ရောင်းချပြီးတဲ့နောက်ပိုင်းမှာဘယ်သူ့ကိုပြန်ခေါ်မလဲကျွန်တော်ကြည့်ရမှာပေါ့ဗျာ ဆိုတော့ဒါအပြင်ကျွန်တော်ဟိုညီကလို့နေနေရောအသင်းမှာ win backs နဲ့ပေါ့နော် nero number 10ဘက်ကစားမကိုဦးစားပေးပြီးတော့ခေါ်ဖို့ကြိုးပမ်းနေတယ်လို့ထင်ကြလဲအာမက်ဒီယာလိုကိုဘယ်နေရာမှာပုံသေးနေရာပေးပြီးတော့ကျန်တဲ့တနေရာကိုအသင်းဘက်ကအားပြည့်တင်တယ်လို့ထင်ကြလဲဆွေးနွေးကြပါဦးနော်ပြီးလို့ရှိရင် ATP Binder ကပေါ့နော်ဒူတဂီနဲ့အတူ2026ကမ္ဘာဖလားမှာကစားခွင့်ရဖို့အတွက်သူရည်မှန်းထားတာပေါ့ဒါကြောင့်မလို့ United အရန်ဂိုးသမားပြည့်သူဆက်ပြီးတော့နေဖို့အတွက်ကမတိကြတော့ဘူး ဒါကြောင့်လာမယ့်နေရာဒီပြောင်းရွှေ့မှာဆိုလို့ရှိရင်ပူကောင်းတဲ့ option တွေရှိတဲ့ဒီနေရာတွေကိုသူ့အနေနဲ့ပေါ့နော်စဉ်းစားသွားတော့မယ်ပေါ့ဟိုအသင်းအနေနဲ့ပေါ့နော် AD binder အနေနဲ့ဒီလိုစဉ်းစားရတာကောင်းတဲ့တစ်ချက်ပါနော်ဒါအပြင် binder ကိုယ်တိုင်အဲ့လိုမျိုးစဉ်းစားရတယ်ဆိုအသင်းဘက်ကလည်းတကယ်ပြောရင် Twitter ကြီးကတော့အများကြီးမရှိဘူးဗျာတကယ်တွေးကြည့်ရရင်လေဘာလို့လဲဆိုတော့ဟိုဒီကစားမနဲ့ပတ်သက်လို့ရှိရင်အသင်းပေါ်မှာ first line နဲ့မှာနေရာရနေတဲ့ player မျိုးလေးကျွန်တော်မဟုတ်ဘူး အရန်မှာဆိုလို့ရှိရင်လည်းအရန်ကြီးကောင်းတဲ့အခြေအနေမျိုးကျွန်တော်ဟုတ်မနေဘူးဗျာဆိုတော့ဘိုင်းနာကိုကျွန်တော်လက်လွတ်ဖို့ကြိုးပမ်းတာကဒါအတင်းပြတ်ပို့ပြီးတော့ဗောနော်ကောင်းတဲ့ option ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘိုင်းနာကိုကျွန်တော်လက်လွတ်ပြီးလို့ရှိရင်ပူကောင်းတဲ့ကစားမတယောက်နဲ့ကျွန်တော်ဒါပြန်ပြီးတော့ကျွန်တော်ဒါအစားထိုးဗောဒါဟာဖြစ်တဲ့နဲ့ကျွန်တော်အနေနဲ့ဒါအပြောင်းလဲမှုမျိုးပဲဒါကြောင့်အတင်းအနေနဲ့ ဒီအဲဘူလီယံကိုကိုဘိုင်းနာကိုလက်လို့တင်တယ်ဘိုင်းနာကိုတိုင်းကလည်းအတင်းပြဖို့ဂျူးမတ်မယ်ဆိုလို့ရှိရင်တော့ဒါကောင်းတဲ့အရာပဲပေါ့နော်ယူနိုက်တက်မှာနေရာမှမရတာနေရာမရတာတော့မှယူယူမဟုတ်ဘူးဗျာဒီဘယ်လိုပြောမလဲဟွာကိုဘယ်လိုပြောမလဲဒီအိုနန်းနာကိုဘယ်လိုအချင်းကြီးမျိုးမှာပဲဖြစ်ဖြစ်ကြော်ပြီးတော့ကိုနေရာမရတဲ့အချင်းကြီးမျိုးတွေဖြစ်နေတာပေါ့ဒါတော့မှအမိုရင်ရဲ့လက်အောက်မှာမလို့သူဖြည်းဖြည်းချင်းတချို့ပွဲစဉ်တွေနေရာရတာဒါကြောင့်ပေါ့နော်ကျွန်တော်တို့ဟို LG Binder အနေနဲ့ဟိုအတင်းပြောင်းသိနေလို့ကျွန်တော်ထင်တယ် အသင်းဘက်ကလည်းကစားမတယောက်ကိုကျွန်တော်တို့ဂိုးသမားတယောက်ကိုထက်ပြီးတော့ first line နဲ့နေရာဒီဦးနနာနေရာကိုပါကျွန်တော်တို့ကအားပြဖို့ဂျိုးပန်းမှာဒါကိုကြည့်ရင်အရင်လူဆင်းမှာဘလောက်တောင်မှဂိုးသမားနေရာကအားနည်းမှုတွေကျွန်တော်ရှိနေတယ်လေကောင်းကောင်းတွေးနိုင်နေဗျာဒါကြောင့်ပေါ့နော်အသင်းနေနဲ့အဒီဘိုင်နာကိုလက်လို့တင်နေတယ်မှာပါတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဘိုင်နာကတော့နေရာဒီပြောင်းရှုမှာအသင်းပြောင်းဖို့ဂျိုးပန်းမယ်ပေါ့ဗျာတိတ်ပြီးတော့နှမျောစရာရှိတဲ့ဂိုးသမားမျိုးမဟုတ်ဘူးလို့တော့ကျွန်တော်ထင်တယ်ပေါ့နော် ောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကျူးเนาะကြည့်ရရင်မန်ချက်စတာယူနိုက်တက်အနေနဲ့ကက်ဆမီရိုကိုလာမယ့်နွေရာသီဈေးကွက်မှာရောင်းချဖို့အတွက်ကြိုးပမ်းသွားမယ်အသင်းအနေနဲ့ဒီကစားမဖြစ်သူနဲ့ပတ်သက်ပြီးတော့အသင်းရဲ့အနာဂတ်ပလန်နဲ့မှာပါဝင်ခြင်းမရှိတော့တဲ့အတွက်ကက်ဆမီရိုကိုလက်လွတ်ဖို့ကြိုးပမ်းမှာပေါ့ဟိုဒါဒါကလည်းဗျာကျွန်တော်တို့ကျွန်တော်တို့ပြည်သက်ဒီဟိုဂျားထဲမှာပြောနေကြဆိုနေကြသလိုပဲတိတ်ပြီးတော့အံအားသင်းစရာကောင်းတဲ့အရာမျိုးတော့မဟုတ်ပါဘူးဘာလို့လဲဆိုတော့ကက်ဆမီရိုဒီကျွန်တော်လက်လွတ်ရတော့မှာပဲ ဟုတ်တယ်မလားကက်စမဲရူနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့မျှော်လင့်ချက်ကျွန်တော်မရှိတော့ဘူးဒီဒါတော့မှနော် AMOR င်ကသူပြောသလိုပဲကက်စမဲရူကိုဘလူးပွဲမျိုးမှာဘလူး position မျိုးမှာတုံးရမလဲဆိုတာသူကောင်းကောင်းလေ့လာနေတယ်လို့ပြောနေတာနောက်ပိုင်းဥကာဒီတို့ဘာလို့မပါနေတဲ့ပွဲစဉ်တွေခွေမင်းတို့ဘာလို့မပါနေတဲ့ပွဲစဉ်တွေဘရူနိုလောက်ပဲကျွန်တော်နေနေပေါ့နော်။ကွင်းလယ်မှာပုံသေးရှိတဲ့အချိန်မျိုးမှာဆိုကက်စမဲတို့ကိုသူထည့်ပြီးတော့တုံးနေ။တော်တော်လေးအချိန်ကြီးကောင်းလာတယ်။ သူကက်စမဲရိုရဲ့အားသာချက်အားနည်းချက်တွေကိုတေချာလေ့လာပြီးတော့ပြိုင်ဘက်ပုံမှန်လေးမူတည်ပြီးတော့ဘလူနီယာတွေမှာတုံးတယ်လဲဆိုတော့သူလုံနေတာကိုသို့တော်လည်းပဲကျွန်တော်တို့ကဒီတက်ပို့ပြီးတော့ကောင်းတဲ့ပလေယာတွေသူတပင်းတော့ဟိုတရာစီလုံးမှာ၄၅ပွဲလောက်ကောင်းတာမျိုးမဟုတ်ဘဲနေ consistent ဖြစ်ဖြစ်ခြေသွမ်းပြနေတဲ့ပလေယာတွေကိုကျွန်တော်တို့ကဦးစားပေးပြီးတော့ခေါ်ဝေးကျူးပန်းတော့မှာဒီတစ်ပတ်ကြောင့်ကက်စမဲရိုဒီအဲ့လိုကစားမှမျိုးမဟုတ်တော့ဘူးလို့ကျွန်တော်ထင်တယ်ကျွန်တော်တက်နေတဲ့များဆိုတော့ကက်စမဲရိုကိုရောင်းချဖို့ကျွန်တော်လိုတယ် ကက်စမီရိုကိုရောင်းချတဲ့နေရာမှာလည်းဟိုဘယ်လိုပြောမလဲတပတ်ကိုပြား3သိန်းခွဲလောက်ကျွန်တော်ယော့သွားမှလာစားပေးရတာကနော်ဆိုတော့ Real Madrid တန်ကိုတော့မှကျွန်တော်တို့နေရာပြောင်းရွှေ့ကြည်ကြည်သေးရလားမသိပါဘူးဆိုကက်စမီရိုကိုရောင်းချဖို့ကျွန်တော်လိုပါတယ်နော်နောက်တစ်ခုကတော့ဗောနော်ဒါ Tom Heaton နဲ့ဗောနော် you ဒီဘယ်လိုပြောမလဲ Johnny Evans တို့ကယာဒီကုံမှာကစားသမားဘဝကနေပြီးတော့အနားယူဖို့များနေတယ်ဗောနော်ဒါအပြင် Ericsson နဲ့ Lindy Lock ကလည်းအလွတ်နဲ့ထွက်ခွာဖို့ရှိနေတယ်ဗော။ အဲဖြစ်တင်ဖြစ်လိုက်တဲ့ຢာတွေပါပဲတိတ်ပြီးတော့မျောလင့်စရာမရှိပါဘူးထားပါတော့တွန်ဟီတန်နဲ့ဒါဂျူနီအေဗန်ဆိုလို့ရှိရင်အတင်းပေါ်မှာလည်းကောင်းကောင်းအကျိုးပြုနိုင်နေတယ်မှာမပါတော့ဘူးဗောနော်ဒါ dressing room နဲ့မှာတော့ဒါအတွေ့အကြုံရှိတဲ့ကစားမတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကခေါင်းဆောင်ပိုင်းနေရာတွေမှာဥဆောင်မှုပိုင်းရှိတဲ့နေရာတွေမှာသူတို့ကိုကျွန်တော်တောင်းပေးကောင်းပေးလိမ့်မယ်။ဒါပေမဲ့လည်းလို့ဟိုပြောရမလဲဒီကစားမနှစ်ယောက်ကအတင်းပေါ်မှာအကျိုးပြုနိုင်စွမ်းမရှိတော့ဘူးဗောနော်။ဂျူနီအေဗန်ဆိုလို့ရှိရင်လည်းပဲဘယ်လိုပြောမလဲသူအရင်တချို့ပွဲစဉ်တွေမှာအဆင်ပြေတယ်အောင်ဖြစ်ပေမဲ့လည်းလို့ အစမအားကိုလို့မရတော့ဘူးဘွနော်တကယ်အရင် competitive ဖြစ်တဲ့ဘွဲဒီမှာမျှော်လင့်လို့ကျွန်တော်မရတော့ဘူးဟီတန်နဲ့ Ivan ကတော့နားလာပဲကောင်းပါတယ်ဟို Ericsson နဲ့ Lindy Lo လည်းပဲခဏတိုင်းကျွန်တော်ပြောနေလို့ပဲသူတို့နှစ်ယောက်စလုံးကိုကျွန်တော်လက်လွတ်မှရမှာပါသူတို့နှစ်ယောက်စလုံးကလည်းအဲလက်လွတ်မှာပေါ့နော်ဟိုထွက်မယ်ပေါ့ United မှာနေရာမရတော့ဘူးဆိုတော့ Ericsson ကလည်းဒီတူဒိမ့်မတ်မြေကိုပြန်မလာပေါ့ဗျာနော် Lindy Lo ဆိုလို့ရှိရင်လည်းပဲဘယ်ဟူသွားမလဲပေါ့ Italy မြေကြီးပါတယ်သူသွားမလားပေါ့တေချာပေါက်ကတော့နှစ်ယောက်စလုံးဒီကျွန်တော်ရဲ့လာမယ့်ယာတီပလန်နဲ့မှာ ဘယ်နေရာကမှထည့်လို့မရတော့တဲ့အခြေအနေမျိုးတွေကျွန်တော်ဖြစ်သွားပြီဆိုတော့နှစ်ယောက်စလုံးကိုကျွန်တော်လက်လို့သိနေပါတော့။ဒါကတိတ်မထူးဆန်းဘူးပေါ့ဗျာ။နောက်တစ်ခုကကျွန်တော်တို့အန်တိုနီဆန်တိုးစ်ရဲ့ဂျီဒန်ဆန်ချိုရဲ့မာကက်စ်ရက်ရှ်ဖူးကိုဒီ၃ယောက်ကိုရောင်းပြီးတော့ဗောနော။ဂူဒမားနေရာအတွက်တောင်းတောင်းပြီးတူးခေါ်ယူဖို့ကျွန်တော်တို့ပြင်နေအတင်းဘက်ကစဉ်းစားထားတယ်ဗော။၃ယောက်စလုံးကိုရောင်းပြီးတော့ဂူဒမားတယောက်တည်းအားဖြစ်တာမျိုးကတော့အလုံးမဟုတ်ဘူးဗျာ။ဂူဒမားက မဟုတ်လေအလုပ်အလုပ်ဘယ်လိုပြောမလဲအားဖြစ်ရမှာပဲဒါပါတော့ Jaden Sancho Rashford နဲ့ Anthony Santos တို့၃ယောက်စလုံးကိုကျွန်တော်လက်လွတ်လိုက်မယ်ဆိုရင်အတင်းမှာဘယ်သူကျန်မလဲကာနာချူကျန်မယ်ဗျာအာမက်ဒီယာလိုကျန်မယ်ဗျာဒါပဲတောင်မန်ကဘယ်လိုသွားကျွန်တော်အလုပ်လုပ်မလဲ Patrick Dugu တို့မှ wing backs ဗျာ Nero Nepenthe ကြီးကစားနေတဲ့သူမျိုးမှမဟုတ်တာအဲ့ဒီ၃ယောက်ကြီးလက်လွတ်ပြီးတော့ဂိုးသမားတစ်ယောက်ပြန်ခေါ်တော့ဘာထူးမှာတော့ဟုတ်တယ်မလားအဲ့တုံရောက်ကိုလက်လွတ်ပြီးကျွန်တော်အတောင်မန်နေပြန်စားထုတ်နိုင်မှရမှာအခုလက်ရှိကျွန်တော်အသင်းရဲ့ squad depth ကိုကျွန်တော်ကြည့်ရင်ပြည်ထနာတက်တာကဘာလဲဆိုတော့ ဒီဘယ်လိုလဲအရင်လူမရှိတာအပဲဒါအပြင် first line ထဲမှာဒေါနော်မီနဲ့ကစားမတွေကျွန်တော်မရှိတာလက်ရှိနေရိုးနံပါတ်ကစားမတွေကိုကျွန်တော်ကြည့်လိုက်လိဘယ်သူရှိလဲဗျာကျွန်တော်ကာနာချူတယောက်ပဲရှိတယ်ဗျာဇစ်ဂီကလည်းဝင်ကမဟုတ်ဘူးဗျာသူကစားတာကသေးလားအဲ့လိုမျိုးဆိုတော့ကကျွန်တော်ကျွန်တော်တို့အနေနဲ့ဆန်ချူတို့เนาะပြီးလို့ရှိရင်မာကက်စထရစ်ဖို့တို့အန်တိုနီဆန်တိုစ်တို့၃ယောက်ကိုလက်လွတ်ပြီးပြီဆိုလို့ရှိရင်တိုက်စစ်ကတော့အစားထိုးမှရမှာเนาะအဲ့၃ယောက်လုံးကိုရောင်းပြီးမှဂိုးသမားတစ်ယောက်အစားထိုးတယ်ဘာညာမျိုးအတိတ်ပဲမရှိဘူး ကျွန်တော်တော့အသင်းအနေနဲ့ပေါ့နော်သူပြီး3ယောက်စလုံးကိုရောင်းချမယ်ဆိုလို့ရှိရင်အတိုင်းအတာတစ်ခုတော့ငွေရှာနေလေလို့ထင်နေပေါ့နော်သူသဖြင့်တော့ဒီ market stretch ဘူးကိုရောင်းနေနေရာကနေ Jadon Sancho ကိုရောင်းမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒါ25သန်းပေါ့ဗျာရမှာပေါ့ဒါ Chelsea အနေနဲ့ဒါကျွန်တော်တို့အပြောင်းအရွှေ့ဖြစ်သွားတယ်ထားပါတော့25သန်းကျွန်တော်တို့ရမယ်နော်တပတ်ကို3သိန်းခွဲလောက်3သိန်းခွဲလောက်လည်းကျွန်တော် short ချနိုင်မယ် Anthony Sancho ကိုကျွန်တော်ရောင်းမယ်ဆိုလို့ရှိရင်လည်းဘယ်လောက်သန်း20လောက်ရမလားသန်း20လောက်ရမလားပြီးရင်တပတ်ကို2သိန်းလောက်ကျွန်တော် short ချနိုင်မယ် market stretch book ကိုရောင်းရင်တန်း40လောက်ကျွန်တော်ရနိုင်နေဗျာတန်း40လောက်ရနိုင်ပြီးတော့တပတ်ကို3သိန်း2000ခွဲတော့ကျွန်တော် short ချနိုင်ပြီဆိုတော့အဲ့မှာတင်တော်တော်လေးဟုတ်နေပြီဗျာဒီလားလစာရီ short ချနိုင်တဲ့နေရာမှာတင်တော်တော်လေးကျွန်တော်တို့ကအလုတ်ဖြစ်နေပြီဒါပေမဲ့လည်းလို့ပေါ့နော် rush book တယောက်စီကနေပြီးတော့ပဲအမြတ်ကအမှန်ကန်ထွက်ဖို့ရှိတာအဲကြောင့်အသင်းဒီနေဝင်းက3ယောက်စလုံးကိုလက်လွတ်ပြီးလို့ရှင်တော့တောင်မန်ကစားမတယောက်တော့ပြင်ပြီးတော့အစားထိုးနိုင်မှာတော်ကကြမှာအခုလက်ရှိအသင်းမှာ ဒါပါတော့ဗျာအာမက်တူကာနာဂျူရိုနှစ်ယောက်ရှိနေတယ်ဆိုလို့ရှိတော့မှအခုလက်ရှိအာမက်ဒန်ရန်ရတယ်လို့တယောက် injury ပြဿနာကြုံသွားတာနဲ့ဘာမှရှိစတူလို့ကျွန်တော်ရတော့မှာမဟုတ်ဘူးเนาะဆိုတော့ဂိုးသမားကတော့လူပါတယ်ဂိုးသမားကတော့လူပါတယ်ကျွန်တော်တို့ဟိုခုနကပြောတဲ့ဒီ IAT ဘိုင်ယန်နာကလည်းအချီနီမကောင်းဘူးသူအသင်းပြောင်းနေတာနဲ့အသင်းဘက်ကလည်းပူကောင်းတဲ့ quality ရှိတဲ့ဂိုးသမားတွေလူတာနဲ့ဆိုရင်ဘိုင်ယန်နာမပြောနဲ့ဦးနနာကိုတော့ကျွန်တော်တို့ကလက်လွတ်ရဖို့ရှိတဲ့အချီနီမျိုးမှာဟိုဂိုးသမားလူတယ်ဒါအပြင်၃ယောက်သလုံးကိုရောင်းပြီးလို့ရှိရင် တန်ဒီတောင်မန်ကြီးလည်းကျွန်တော်ထပ်ပြီးတော့ခေါ်နိုင်ဖို့ကျွန်တော်လိုတယ်ပေါ့နော်ဆိုတော့ Ineos အနေနဲ့နီးပြအန်ဘိုရင်ကိုဘယ်လောက်ထိထိရောက်တဲ့လူစင်းနေနဲ့သူပြောင်းလဲပြနိုင်မလဲကျွန်တော်ကြည့်ရမယ်လာမယ့်နွေရာသီပြောင်းရွှေ့ကအတင်းတွေတော်တော်ကိုအလုရှုပ်မှာပါကိုကမရောင်းမင်းနဲ့ပေါ့နော်ငွေမရှိဘဲနဲ့ကိုကရောင်းချပြီးတော့ရတဲ့ငွေနဲ့မှအလုပ်လုပ်ရမယ်ဆိုလို့ရှိရင်အသင်းအနေနဲ့အများကြီးကျွန်တော်အနေနဲ့ဒီဂျိုးပန်းပါလိမ့်မယ်မလွယ်ဘူးပေါ့နော်ဆိုတော့ညီကလေးအနေနဲ့ရော ပင်နီယာရီအတင်းပတ်ကအပြောင်းလဲလုပ်နိုင်မယ်လို့ကျွန်တော်ထင်ကြလဲခုနကပြောတဲ့အန်တိုနီဆန်တိုဆန်ချိုမာကတ်စတရက်ချ်ဖို့၃ယောက်စလုံးကိုလက်လို့တင်တယ်လို့ကျွန်တော်ထင်ကြလာဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်